ချောင်းသာကမ်းခြေမှာရှိတဲ့အခွန်ကင်းလွတ်နေတဲ့တဲခိုကမ်းတွေကိုအခွန်ကောက်ခံနိုင်မှုအတွက်တိုင်းဆိုရကစီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့ ARD တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံသားရရေးဝန်ကြီးဦးကျော်မြင့်ကပြောပါရယ် ဝင်းဆောင်နဲ့ချောင်းသားကိုဟိုတယ်နဲ့ခေးသွားလာရင်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးအခုနှစ်အတွင်းလာရောက်ခဲ့စဉ်ကအခွန်ကင်းလွတ်နေတဲ့တဲခိုခန်းတွေကိုအခွန်ရရှိရတဲ့တဲခိုခန်းတွေအဖြစ်တရင်ဝင်ဖြစ်လာအောင်ဆောင်ရွက်ဖို့လမ်းညွှန်မှာကြားမှုရှိခဲ့ကြောင်း AR တိုင်းဒေတာကြီးဝင်ကြီးချုပ်အနေနဲ့လည်းပြည်အောင်စုအဆင့်အစည်းအဝေးမှာတင်ပြထားမှုလည်းရှိရလို့ဝင်ကြီးကပြောပါရယ်အဲ့ဒီလိုတဲခိုခန်းတွေတရင်ဝင်ဖြစ်လာဖို့လှုံ့ဆော်ရမယ့်အချက်တွေနဲ့ပတ်သက်ပြီးဝင်ကြီးကအခုလိုပဲပြောပါရယ် တို့တိုင်းပြည်သားကြီးအစိုးရအနေနဲ့ပေါ့ကျွန်တော်တို့ဒီဟိုတယ်ကြီးနဲ့ပတ်သက်တဲ့ဝင်ကြီးဌာနအနေနဲ့ပေါ့ဟောဒီတရားမဝင်ဖြစ်နေတဲ့တဲခုခံတွေကိုတရားဝင်တဲခုခံများဖြစ်အောင်ဟောသူတို့ရဲ့မြေပိုင်ဆိုင်မှုကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့တရားဝင်ပိုင်ဆိုင်မှုဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးရမယ်အဲ့လိုဆောင်ရွက်ပေးရမယ့်နေရာမှာဘာလို့လိုလာလဲဆိုတော့ကျွန်တော်တို့ဒီနတ်တခါပေါ့နော်နတ်တခါအနေပြီးတော့ နတ်တခပိုင်ကြီးအဖြစ်ကနေပြီးတော့ဆွန့်လွတ်ပြီးတော့မူလဟိုပိုင်ရှင်တွေရဲ့လက်ထဲကိုပြန်လဲလွှဲပြောင်းပြီးတဲ့အဲကျွန်တော်တို့လွှဲပြောင်းမှုတွေတည်ယုံဝင်ဖြစ်အောင်ကျွန်တော်တို့ရည်ရွယ်လို့ပါအဲ့ဒီမျိုးတွေကိုနတ်တခကဆွန့်လွတ်ပြီးမူလပိုင်ရှင်တွေလက်ဝဲတည်ယုံဝင်ပြန်လဲရရှိတဲ့အခါမှာဒါတည်ယုံဝင်မြေပိုင်ဆိုင်မှုတွေနဲ့တဲခုကဲမှတ်ပုံတင်နိုင်မှာဖြစ်ပြီးသက်ဆိုင်ရာဌာနကလည်းအခွန်အခောက်တွေရရှိမှာဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ် လက်ရှိမှာ ARD တိုင်းဒေသကြီးမှာရှိတဲ့အပန်းဖြေကမ်းခြေတွေမှာတရားမဝင်တဲခိုကမ်းတွေရှိနေတာကြောင့်ပြည်ရင်းပြည်ပခရီးသွားတွေရဲ့ဝင်ရောက်မှုစီးရင်မှန်ပြုစုနိုင်မှုအတွက်အခက်အခဲတွေလည်းရှိနေတဲ့အတွက် ARD တိုင်းအစိုးရကလိုအပ်တဲ့လမ်းညွှန်ချက်တွေထပ်မပြီးစီမံကြီးကြပ်နိုင်မှုအတွက်တိုင်းဒေသကြီးဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနကလည်းတင်ပြမှုရှိတယ်လို့သိရပါဗျာ။